ပြည်ဦးငယ်မြို့နယ်ရှိရှစ်ထက်ရေတကုန်တွင်လူ၅ဦးပြုတ်ကျတာနှစ်ဦးသေဆုံးဟောမြင်နေရတဲ့ရေတကုန်ထိပ်ကနေပြုတ်ကျသေဆုံးခဲ့တာပဲဖြစ်ပါတယ်မင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်ငံနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့ပြည်ဦးငယ်မြို့နယ်ရှိရှစ်ထက်ရေတကုန်တွင်လူ၅ဦးပြုတ်ကျခဲ့တာနှစ်ဦးသေဆုံးဆိုတဲ့အကြောင်းကိုအပြည့်စုံတင်ဆက်ပေးပါမယ်နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးဖွဲ့သားတွေရဲ့ဘလိုမျိုးခက်ခက်ခဲခဲကယ်ဆယ်ခဲ့ရတယ်ဆိုတော့မှတ်တမ်းဗီဒီယိုဖိုင်ကို ပြန်လည်တင်ပြပေးပါမယ်။ပြုံးလင်မျိုးနဲ့ရှိရှစ်ထက်ရေတကွန်တောင်တွင်လူ၁၄ရေကစားရာမှ၅ဦးကသုံးတက်ရေတကွန်တို့ပြုတ်ကျခဲ့ပါတယ်။အဲ့ဒီ၅ဦးတွေကမှ၂ဦးသေဆုံးပြီး၁ဦးအသက်ရှင်ကကျန်တဲ့ဦးကိုတော့ဆက်လက်ရှာဖွေနေကြောင်းမြန်မာနိုင်ငံမိသက်တစ်ဖွဲ့ကနေသိရပါဗျာ။ နေ့ကစက်တင်ဘာလ23ရက်ညနေ3:00နာရီခွဲခန့်မှာမန္တလေးတိုင်းဒေသကြီးပြင်ဦးလယ်မြို့နယ်ဇေဗင်ကျေးရွာအုပ်စုအုံနှဲရဲ့အရှိကျေးရွာရှိရှစ်ထပ်ရေကွန်တောင်တို့လူ14ဦးပါဖွဲ့တွားရောက်ရေကစားရာ တောင်ကြရေများရုတ်တရက်ကျဆင်းလာတာကြောင့်လူ9ဦးဟာရှစ်ထပ်ရေကွန်မှတုံးတက်ရေကွန်တို့ပြုတ်ကျသွားကြောင်းသတင်းရရှိသဖြင့်ပဒဉ္ဇင်းမြို့နယ်မိသက်စခန်းမှ ရှားဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ထို့သောကယ်ဆယ်ရေးဆောင်ရွက်ရာမှာညနေ9နာရီခန့်မှာတော့ရုရှားနိုင်ငံသားအမျိုးသားတဦးအားအသက်ရှင်လျက်ရှားဖေးတွေ့ရှိကယ်ဆယ်နိုင်ခဲ့ပြီးညနေ6နာရီ5မိနစ်ခန့်မှာတော့အမျိုးသမီးနှစ်ဦးအားသေဆုံးလျက်တွေ့ရှိခဲ့ကာကျန်တဲ့ဦးတို့တော့ရှားဖေးကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံမိသားတပ်ဖွဲ့မှသိရပါတယ်။ဖြစ်စဉ်အသေးစိတ်ကိုတော့အောင်ကျော်က ေနာမလူမှုကွန်ရက်အတွင်းကဒီလိုမျိုးရေးတင်ထားတာတွေ့ရပါတယ်။ရေတကုံရဲ့အမြင့်ဆုံးဆင့်တွင်လာရောက်ပန်းဖြစ်နေတဲ့အဖွဲ့ကကိုပိုင်ကျောင်းတစ်ခုတွင်ပညာသင်ကြားပေးနေသောနိုင်ငံသားသားဆရာဆရာမများပါဝင်ပြီးတောင်ကြားရေအချိန်ရေးစည်းအားကြောင့်အမျိုးသားအမျိုးသမီး၅ဦးမျိုးပါပြောက်ဆုံးခဲ့ရာအမျိုးသမီး၂ဦးအားရွှေတက်ရေတကုံ၏အောက်ဆင့်တောင်တက်ရေတကုံတွင်တည်ဆုံးလျက်တွေ့ရှိတည်ယူနိုင်ခဲ့ပါတယ်။မျိုးသားတဦးကိုတော့ အပေါ်ဆုံးအဆင့်တွင် ခြေကျိုးတံရရရှိထားပြီးတော့မြေပြင်ပေါ်သို့ရောက်ရှိဖို့ခက်ခက်ခက်ခဲတည်ယူခဲ့ရကြောင်းသိရပါတယ်။ကြာရှိပျောက်ဆုံးနေသောအမျိုးသမီး2ဦးအားရှားဖွေကယ်ဆယ်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တဲ့သူကတော့အသက်43နှစ်ရွယ်ရုရှားနိုင်ငံသားဖြစ်ပြီးညာဘက်ခြေထောက်ကျိုးသွားတယ်လို့သိရပါတယ်။ရှားဖွေတွဲရှိထားတဲ့တေဆုံးသူ2ဦးကတော့မြန်မာအမျိုးသမီး2ဦးဖြစ်ကြောင်းသိရပြီးတော့

တော့ဟုတ်တယ်ဒီကောလမ်းကြောင်းဆိုင်းပုတ်တော့ရောက်ပြီလားဖြစ်လားဆောင်းဝင်နေတော့ထဲလက်ဆောင်းဝင်နေတော့ထဲလက်ရောက်လို့ရှိရင်ရှောက်လို့ပြန်ပြောပြီးပဲတော့ပြန်ပြန်လာ